မင်္ဂလာပါရှင်။ရှမ်းရဲကိုမီဒီယာမှာကြိုဆိုပါရစေ ကောင်းကြီးမျိုးနိုင်ရှမ်းပြည်နယ်အမျိုးသမီးအရာဖွဲ့မှကြီးမှုသောနေရာဒီအားကစားတင်နန်းများတို့အားကစားပစ္စည်းများထောက်ပံ့ပေးရခြင်းခန္ဓာကျင်းပတဲ့တရင်ကိုတင်ဆက်ပါမယ်ရှင်ရှမ်းပြည်နယ်တောင်ကြီးမျိုးနိုင်ရှမ်းပြည်နယ်အမျိုးသမီးအရာဖွဲ့မှကြီးမှုကျင်းပသောနေရာဒီအားကစားတင်နန်းများတို့အားကစားပစ္စည်းများထောက်ပံ့ပေးရခြင်းခန္ဓာကိုမတ်လ17ရက်နေ့လပိုင်းကပြည်နယ်လေးချင်းရာကစားရုံ၌ကျင်းပခဲ့ပါတယ်ရှေးဦးစွာရှမ်းပြည်နယ်အမျိုးသမီးအရာဖွဲ့ဥက္ကဋ္ဌတော်ထထဝင်းကအဖွဲ့အမစကားပြောကြားခဲ့ပါတယ်ရင်းနောက်အေရိုဘစ်တင်နန်းတို့များ အမျိုးသမီးကိုလုံးပညာဝူရှူတင်နန်းသူများဘောလီဘောတင်နန်းသူများဘတ်စကတ်ဘောတင်နန်းသူများမှအားကစားနည်းများအားတရုတ်ပြတာရာချန်ပီယံအမျိုးသမီးရာအဖွဲ့ဥက္ကဋ္ဌကအားကစားပစ္စည်းများထောက်ပံ့ပေးအပ်ခဲ့ပါတယ်။ဆက်လက်ပြီးပြည်내အမျိုးသမီးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည်မြမတနခါယင်ချင်းမူတလေးလှူရှာမှုအနေဖြင့်အခမ်းအနားသို့တက်ရောက်လာကြသူများအားလိန်ချေပေးခဲ့ပါတယ်။အဲဒီနောက်ပြည်내အမျိုးသမီးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည်အားကစားရုံးအတွင်ရှိအားကစားနည်းများတင်နန်းပို့ ချနိုင်မှုများကိုလှင့်လေကြည့်ရှုအားပေးခဲ့ကြပါတယ်။ရှမ်ပီနယ်အမျိုးသမီးရာအဖွဲ့မှကြီးမှုကျင်းပတော့၊နွေရာသီအရိုဘစ်တင်နန်း၊နွေရာသီကိုလုံပညာဝှရှုတင်နန်း၊နွေရာသီဘောလီဘောတင်နန်း၊နွေရာသီဘတ်စကတ်ဘောတင်နန်းများကို3ရက်3လ2025ရက်နေ့မှ31ရက်3လ2025ရက်နေ့အထိလေးပတ်တန်တိုင်းကျွမ်းကျင်နေပြများဖြင့်တင်နန်းပို့ချသွားမှာဖြစ်ကြောင်းသိရှိရပါတယ်ရှင်။